ယုံနံ괴အောင်ကြည်သည်ဆိုရနိုင်ခန္ဓာကြီး၌ဖောက်ပြန်နေသည့်ဓမ္မတွေကယုတ်တရားသိတိကနန္တရားအဆိုပါဖြစ်ပေါ်လာသည့်ယုံနံဓမ္မတို့သည်တည်မြဲမှုမရှိဖြစ်လိုက်ပြက်လိုက်ဖြင့်အမြဲပြည့်ပြည့်ပြောင်းလဲနေသည်ကသင်္ခါရတရား ပင်ခါရတရားတွေကြောင့်ပင်ဤယုံဉာဏ်ခန္ဓာကြီးကအနိစ္စ၌အဆုံးတက်ကြကုန်၏ယုံဉာဏ်ဓမ္မသင်္ခါရတရားတို့သည်ဟောက်ပြန်ပျက်စီးတတ်၏ဟုမြတ်ဗုဒ္ဓမှမိန့်ပါ၏အဆိုပါယုံဉာဏ်ဓမ္မသင်္ခါရတရားတို့ဟောက်ပြန်ပျက်စီးနေသည်ကိုတာမန်မျက်စိဖြင့်ကြည့်ပြီးတရားကြပါပါတံဝေကညာကိုရ၏တံဝေကညာဖြင့်အပေမလွတ်နိုင်ဖြစ်၏ ထိုယုံ၌ဓမ္မသင်္ခါရတရားတို့၏ဖောက်ပြန်ပျက်စီးမှုကိုမဂ်ခင်ရှိပါပွားများ၍ဉာဏ်ဖြင့်ကြည်ပြီးခန္ဓာကြီးကိုတရားကြပါကအဆုံး၌မဉ္ဉံဘုံဉ္ဉံတရားကိုရ၏မဉ္ဉံဘုံဉ္ဉံတရားကိုရပါကနိဗ္ဗာန်မြင်ပြီးအပေလေးပါးတကားပိတ်၏အပေလေးပါးတကားပိတ်လို့တော့ခန္ဓာဉဏ်ရောက်အောင်ကျင့်ရမည်ဖြစ်၏ခန္ဓာတို့ဉဏ်ရောက်ပါကယုံဉဏ်ကိုပြီး ပညာနဲ့ပရမတ်လဲကွဲ၏ပရမတ်ကိုမြင်သောဖြစ်ပြမြင်သည့်ဖြစ်၏ဟောပြံပျက်စီးနေသည့်ယုတ်တရားတွေဖြက်ခနဲဖြစ်ပေါ်လာပြီးလင်းမြန်စွာပြန်၍ပျက်စီးနေသည်ဟုသိတာကနန္ဓမဖြစ်၏ယုတ်တရားတွေလည်းဖြစ်ပြီးပြတ်သွားကြ၏နန္ဓမတွေလည်းပြီးပြီးပြတ်ကုန်၏ဖြစ်တာနဲ့ပြတ်တာသာရှိသောခန္ဓာကြီး၌အမှန်မရှိသည့်အမှားဖြစ်သည့် အာဆိုသည့်ဒိဋ္ဌိကိုမတွေးမှဒိဋ္ဌိစင်ကားအမှန်ရှိသောတရားဖြစ်သည့်ယုံဉာဏ်ဏ်ကိုတွေ့မိဖြစ်၏ငါမပါသောခန္ဓာကိုယ်ဉာဏ်ဖြင့်မြင်မှယုံဉာဏ်ပွဲ၏ခန္ဓာကြီးသည်ခန္ဓာ၅ပါးအစုဝေးကြီးသာဖြစ်၏ခန္ဓာ၅ပါးအားအချင်းချုပ်သောယုံဉာဏ်ဏ်သာရှိ၏ဤခန္ဓာကြီးသည်သူမဟုတ်ငါမဟုတ်နာနဲ့ယုတ်ဖြစ်၏ ရုပ်ဖြစ်ပြက်၌လည်းငါမတွေ့နံတိပြက်၌လည်းငါမရှိသည်ကိုသိလာ၏ခန္ဓာကြီး၌ရုပ်ဖြစ်ပြက်နံတိပြက်ဖြင့်အခြားမရှိခန္ဓာကြီး၌ငါသည်ဘယ်နေရာမှမရှိဟုဉာဏ်ဖြင့်သိလာပါ၏ဒိဋ္ဌိကိုအွားဉာဏ်ဖြင့်ဘယ်တတ်နေသောကြောင့်ထိုမှသာခန္ဓာ၅ပါးအစုယုံနံကြီးကငါမဟုတ်ဟုအမှန်သိမြင်လာပါ၏ဒိဋ္ဌိစင်ကား ရုံးလံ꽌ပါ၏လူဟုသတ်မှတ်ထားသည့်ပြညတ်အထေခန္ဓာကြီး၏ရုံးလံကိုရှုပွားနေပါကတမထားဖြင့်တမာတိကိုရနိုင်၏တမာတိဝင်လာပြီဆိုပါကဝိပဿနာနေဘက်သို့ကူးရမည်ဖြစ်ပြီးဝိပဿနာနေဘက်သို့မကူးတော့ဇံဘက်သို့ရောက်၏ဇံလန်းဖြင့်သူကိရိချမ်းသာကိုရနိုင်တော်လေဇံလန်းသည်နိဗ္ဗာန်လမ်းမဟုတ်ပါ၏ အပေတကားမပိနိုင်ဖြစ်၏။ယံကြည်သူနှင့်ယံနေသူလိုကြွား၏။ယံကြည်သူကမညံဖူညံတရားကိုလွယ်ကူစွာရရှိကြ၏။ယံနေသူကြတော့တမာရီစိုက်ဖို့ပင် အတော့ကိုကြိုးစားရ၏။ခန္ဓာကြီး၌ဝေဒနာပေါင်းစုံဖြင့်နေတိုင်းတရားထိုင်လာပြီးဝေဒနာကိုသီးခံကရှုပွားနေရမှာဝေဒနာတွေချုပ်သွားပြီးရင်ထဲအိတ်ဆိတ်သွားသည်ညာသည် ်တမာရီစိုက်သွားခြင်းဖြစ်၏တမာရီစိုက်သည်ကိုမသိဘဲဆက်ရှုနေပါကဘာဝေဒနာမှမပေါ်ဘဲဇန်တဲ၌မျောနေတတ်၏တမာရီတည်ပြီးပါကတရားထိုင်တိုင်းအေးချမ်းငြိမ်းချမ်းနေတတ်၏ထို့သောတမာရီစိုက်ပြီးအေးချမ်းနေသည်ကိုตาရနေပါကဒုက္ခဝေဒနာ၌အဆုံးသတ်နေပြီးဝိပဿနာနေသို့ပင်မရောက်နိုင်ဖြစ်၏ တမာရီဒီဘီဆိုပါကဒုက္ခဝေဒနာကိုဖြစ်ပျက်ရှုရမည်ဖြစ်၏။ဤကဲ့သို့ตายာနေတာကကိုပြုတ်လုထားတာလည်းမဟုတ်။ခန္ဓာကြီး၌ဖြစ်အောင်လဲပြုရမရ။ပြတ်အောင်လဲမလုံနိုင်။ကိုယ်သဘောဒီဘာမှမရှိ။ခန္ဓာရဲ့သဘောတွေသာဖြစ်၏ဟုအမှန်မြင်လိုက်မှတမာဒိဋ္ဌိဉာဏ်ကိုရ၏။တမာဒိဋ္ဌိဉာဏ်ဖြင့်ခန္ဓာကြီးတို့ အမှန်ကိုမြင်နိုင်ပါ၍တမာတိဤတည်ကြည်သောစိတ်ဖြင့်ခန္ဓာတို့ဉာဏ်ဆိုင်လိုက်သောအခါမိုးပေါက်ကလေးတွေပေါက်ခနဲပေါက်ခနဲကျလာသလိုခန္ဓာ၌ဖြစ်ပျက်ကလေးတွေဖြက်ခနဲဖြက်ခနဲတွေးလာရ၏ဖြစ်ပျက်မြင်ရ၌လက်စစ်လေးတွေဇက်ခနဲဇက်ခနဲကျိုးကြပြုတ်ထွက်လာသည်ကိုမြင်၏အယိုးတွေကျိုးကြပျက်စီးနေသည့်အတံများတစ်ဖြစ်ဖြစ်မြင်လာ၏ခန္ဓာကြီး အကြံကြီးလှုပ်ခါရမ်းနေ၏အကြီးတွေရိုးစီးကြလာနေရ၏ခန္ဓာကြီးကစောင့်ယုံသွားလိုက်တောင့်တင်းလာလိုက်ကို့အသက်ရှူတန်ကြီးကတဒုံဒုံနဲ့အကျယ်ကြီးကြားနေရ၏မျက်လုံးတွေလှုပ်နေသည်မှာတန်ကောင်းတွေမျက်လုံးထဲရောက်နေပြီတွန်းထိုးလှုပ်ရှားနေတဲ့ကဲ့သို့ရှိ၏နှာခေါင်းဝ၌ပိုးကောင်သေးသေးလေးတိုးထွက်နေသလိုရှိ၏မျက်နှာ၌ းကောင်သေးသေးလေးတွေရောစီရောစီဖြင့်တက်နေကြ၏။ဥသဘောဤသဘောတွေဖြင့်စက္ကန့်မလက်တရဆက်ပျက်စီးနေကြ၏။လမ်းမောင်းရင်မှစောင့်ပြီးဇကနေလမ်းမောင်းပြုတ်ထွက်၏။ခန္ဓာကြီးကမတတိစရာယွန်စရာကြီးပင်ဖြစ်၏။မမောစရာမရှိသည့်အာတုပလေယာကြီးပင်ဖြစ်၏။ဖြစ်ပျက်တွေကပြောမည်ဆိုကြံပါသည်၏။မြတ်စွာဘုရား၏ဘဝတော် မိမိဆွဲမောင်ဆန်းသည်တရားထိုင်ရ၌သူဤပေါံပြုတ်ထွက်သည်ကိုမြင်ရငါပေါံပြုတ်ထွက်သွားပြီဟုလန့်ပြီးမျက်စိဖွင့်လိုက်ပါ၏ရုံနံမကွဲပဲငါပေါံဟုဒိဋ္ဌိဝင်၍ငါဆွဲကြောင့်တရားလဲသွားပြီးတရားမရလိုက်ဟုတရားနာကြဘူးပါ၏ခန္ဓာကြီး၌အရှိတရားဖြစ်သည့်ခန္ဓာ၅ပါးကိုသာမြင်ပြီးမရှိတရားဖြစ်သည့်ဒိဋ္ဌိဆိုသည့်ငါကိုမတွေ့တော့မှသာ ဒိဋ္ဌိဆင်၍ယုံ nant ကွဲ၍ရုပ်ဤဖြစ်ပြီးပြတ်သည့်သဘောနာဤတည်ပြီးပြတ်သည့်သဘောထိုသဘောတွေကိုတွေ့ခြင်းသည်ပရမတ်ကိုတွေ့ရင်ဖြစ်၏နံခန္ဓာကြီး၌တဏှဥပါဒံကံစာတိဆိုသည်ခန္ဓာတဏှာလည်နေသည်သမုဒိယသစ္စာယုံ nant ကြီး၏ဖြစ်ပြီးပြတ်နေသည့်သဘောကိုပညာဖြင့်တွေ့ပြီးဉာဏ်ဖြင့်ဆုံးဖြတ်နေခြင်းသည် ပရမတ်တရားကိုတွေ့သည်ဖြစ်၏ပရမတ်တရားကိုကံခန္ဓာကြီး၌တွေ့ရခြင်းမဟုတ်နာမ်ခန္ဓာကြီး၌တဏဥပါဒံကံဇာတိဆိုသည်ခန္ဓာတန်တရားလေးနေသည့်သမှုရိယတ္တဆာယုံနိုင်၏ဖြစ်ပြီးပြတ်နေလေသောကိုပညာဖြင့်တွေ့ပြီးဉာဏ်ဖြင့်ဆုံးဖြတ်နေခြင်းသည်ပရမတ်တရားကိုတွေ့သည်ဖြစ်၏ပရမတ်တရားကိုကံခန္ဓာကြီး၌ တွေ့ရရင်မဟုတ်နံခန္ဓာကြီး၌တာဉာဏ်မျက်လုံးဖြင့်သဘောခန္ဓာသဘောရုပ်တွေကိုမြင်၏ထိုသဘောရုပ်နံတို့၏ဖြစ်ပြီးပြတ်သွားသည့်သဘောတွေကိုဉာဏ်နှင်း၌တာပညာဖြင့်မြင်၏ဉာဏ်မှဆုံးဖြတ်ချက်ချနိုင်ရင်သည်ဖြစ်ပြမြင်သည်မြည်၏ဖြစ်ပြီးပြတ်နေသည့်ရုပ်နံတို့သည်မိမိစိတ်တဏ္ဍာ၌စက္ကမလံတရဇက်မြင်နေရ၏ဖြစ်လိုက်ပြလိုက် ိလေသာတွေမတည်သေးတော့အစားထိုးလိုက်ဖြင့်ခန္ဓာပရိစ္ဆေသမုပ္ပတ်ဖြစ်ပျက်ဒုက္ခတွေတန်တရာလည်နေပြီဖြစ်ပြီးပြက်နေသည့်ခန္ဓာကြီးအားမြန်ပါများတော့ဤငွေကမုန်းလာ၏ခန္ဓာကြီးဟာအဆုံးမရသည့်အနတ္တမခိုင်မြဲသည့်အနေဆချမ်းသာမှုမရှိသည့်ဒုက္ခဟုပညာဖြင့်မြင်ပြီးဉာဏ်မှကောင်းကျင့်နေ၏ထိုခန္ဓာကြီးကအဆုံးမရစွာ ပျက်စီးကျင်နိုင်ပျက်စီးနေပါ၍မခိုင်သည့်အနိစ္စခန္ဓာကြီးဟာဒုက္ခကြီးဖြစ်၏ဟုသိလာခြင်းခန္ဓာဖြစ်စဉ်ကြီးကိုလည်းမုံ၍နောက်ခန္ဓာလည်းမလိုခြင်းတော့လက်ရှိခန္ဓာကိုလည်းအလိုမရှိဖြစ်လာ၍ဒီခန္ဓာကြီးဟာတကယ်ကိုဒုက္ခသစ္စာဆစ်စစ်ကြီးပါလို့ဉာဏ်မှဆုံးဖြတ်ချက်ချလိုက်ခြင်းမုံပြီးဆုံးတော့တဏှာလောဘကိလေသာငြိမ်းသွားတာ ਨੇ မညံကဥလိုက်ပါ၍မကြသွား၏မကြလိုက်သည်နှင့်မိမိစိတ်တရ၌အဆက်မပြတ်လင်နေသည့်တဏဥပါဒံကံဇာတိတို့ဖြင့်သမှုရိယတစ္ဆာဆိုင်နေသည့်ယုံဉဏ်ခန္ဓာကြီးသည်ဖြတ်ခနဲချုပ်သွား၏ထိုရာသည်ခန္ဓာပရိစ္ဆသမှုပတ်ပြတ်ထွက်သွားသည်သာဖြစ်၏မိမိခန္ဓာ၌အဆက်မပြတ်လင်နေသည့် ပဋိစ္စသမုပ္ပဒုက္ခဆက်ဝန်းကြီးကတည်ငဲပြတ်ထွက်သွားပြီးသမုဒယသစ္စာဆင်းနေသည်ဖြစ်ပြယုံ nant ခန္ဓာကြီးချုပ်ဆုံးသွားပါ၍ဒုက္ခလည်းချုပ်သွား၏အကြောင်းသမုဒယသေးတော့